ရန်သူလို့ပြောရမယ့်ပုဂ္ဂိုလ်သို့မဟုတ်ကိုကျိုးစီးပွားကိုမလိုလားတဲ့ပုဂ္ဂိုလ်အဲ့ဒီမလိုလားတဲ့ပုဂ္ဂိုလ်ရဲ့အပြုအမူတွေကဘာတွေလဲဆိုနံပါတ်1နာနာဩမယတိဒိဋ္ဌဝါကိုကိုတွေးတဲ့အခါဝန်တာမှုမပြဘူးမျက်နှာမှာအမူအရာရှိနော်ကိုနဲ့ဆုံတဲ့အခါတိုင်းဟာသူဟာလှိုက်လဲဝန်တာတဲ့အနေအထားမျိုးမပြဘူး ဝန္တာမှုမဖြစ်ဘူးသူယင်တဲ့နှလုံးထဲကကိုယ်နဲ့တွေ့လိုက်ရင်ဝန္တာသွားတာမရှိဘူးမိတ်ဆွေဆိုလို့ရှိရင်တွေ့လိုက်ရင်ဝန္တာအာရဖြစ်မိတ်ဆွေမဟုတ်တဲ့ပုဂ္ဂိုလ်ယန္တုဆိုလို့ရှိရင်ကိုယ်နဲ့တွေ့လိုက်မျက်စိစပယ်မွေးဆူးတယ်ဆိုတာပြောချင်မှာလားဒီကောင်းကမကြည့်ချင်ဘူးမျက်စိစပယ်မွေးဆူးတယ်အဲ့ဒါမျိုးနတ်နံအုံမရဲ့ဒီထိတ်တော်မြင်လိုက်လို့ရှိရင် ြုံးတော့မပြုံးနိုင်တချို့ဒီလူတူတယောက်ကိုမြင်လိုက်ရင်မပြုံးနိုင်ဝန္တာအဲလဲမရှိဘူးအဲ့ဒီပုဂ္ဂိုလ်မျိုးဟာဒါတစ်ချက်ပဲကိုယ့်ရဲ့ကိုယ်ကျိုးစီးပွားကိုလိုလားသူမဟုတ်ဘူးဆိုတာသတ်မှတ်ပါကိုယ်နဲ့တွေ့လို့အဲ့တော့ရန်သူကရောကိုယ်နဲ့တွေ့လို့ပြုံးပြတာရောမရှိဘူးလားဆိုရှိနိုင်တယ်သို့တော့အပြုံးကိုတည်တည်ချာချာလေးလံကြည့်လို့ရှိရင် သွားပေါ်အောင်ပါဇက်ကြီးတော့ဖြဲကောင်းဖြဲမယ်မျက်စိမှကြတော့ပြုံးလို့မရဘူးလူတွေးလို့ရှင်မျက်လုံးပဲသိချာကြည့်မျက်လုံးကမပြုံးရင်အပြုံးမဟုတ်ဘူးဒါကြောင့်မလို့ဗမာစကားမှာပြောပြောတယ်မဟုတ်လားမချိလို့သွားပေါ်တာကိုပင်ရဲသလားလို့မေးကြလေတယ်ဆိုနော်တချို့ကမချိလို့သွားဖြဲပြတယ်အဲတရိစ္ဆာန်တွေကြတော့ခွေးတကောင်နဲ့တကောင်သွားဖြဲပြရင်ရန်လုံးထားမယ်ဒါသိချာနော် ပြန်လှုပ်တာအဲ့တော့မျက်လုံးကအပြုံးမပါပဲနဲ့သွားပေါ်ယုံပါစက်ချဲတာနဲ့ပြုံးတယ်လို့ပြောတာမဟုတ်ဘူးရှင်နဲ့နှလုံးနဲ့ကိုကလိုက်လိုက်လဲလဲဖြစ်မလာဘူးဆိုရင်အဲ့ဒီတော့ကိုကျိုးစီပေါ်လို့လားသူမဟုတ်ဘူးဒါတတ်မှတ်ရပြုလို့ဆိုလို့နောက်တစ်ခုကတော့ပါတော့နာသနံပฏิနန္တိကိုနဲ့တွေ့ဘယ်တော့မှ ကျင့်တတ်တဲ့သဘောမရှိဘူး။နှစ်ချိုက်တဲ့သဘောမရှိဘူး။မပြုံးယုံနေမဟုတ်ဘူးနှစ်ချိုက်တဲ့သဘောလည်းမပြဘူး။တွေ့ကျင်နေဆိုတဲ့ဆန္ဒမျိုးလဲသူ့မှာရှိဖို့မလား။တွေ့သည့်အတွက်ကြောင့်လဲသူ့စိတ်တွေသူ့မှာအမှုရာဘာတစ်ခုမှမဖြစ်ဘူး။တွေ့ကျင်တဲ့သဘောမရှိတဲ့အနေအထားမျိုးဒုတိယချက် တတိယချက်ကဘာလို့ဆိုစခုနီသတ္တနာတရာတိကိုနဲ့မျက်စိချင်းဆုံပြီးတော့တောင်ဘယ်တော့မှမကြည့်ဘူးမတဲ့တဲ့လူကမတဲ့တဲ့လူကကိုမလိုလားတဲ့ပုဂ္ဂိုလ်ဘယ်တော့မှမကြည့်ဘူးမျက်စိဆုံရင်လွှဲပလိုက်မျက်စိဆုံရင်တောင်လွှဲပြစ်လိုက်မျက်စိနဲ့အပြုံးမျက်လုံးနဲ့ဘယ်တော့မှမကြည့်ဘူးလောကလူတွေဆိုတာနော် ဟိုမိတ်ဆွေဆိုဒီမှာသူကမအားချစ်သောမျက်လုံးအပြုံးမျက်နာပိယဆက်ခုဟိတံပတ္တန္တာမိတ်ဆွေဆိုတာအပြုံးမျက်လုံးချစ်သောမျက်လုံးပြုံးသောမျက်နာနဲ့ကြည့်တဲ့ပုဂ္ဂိုလ်နဲ့ကိုယ်အကျိုးစီးပွားလူလာတဲ့ပုဂ္ဂိုလ်ကိုသတ်မှတ်ရတယ်အဲဒီလိုမဟုတ်ခဲနဲ့ကိုယ့်ကိုမျက်စိတောင်ဆုံပြီးတော့မကြည့်ဘူးနော် မျက်စိတောင်းကပ်ပြီးတော့ကြည့်တယ်လို့ဆိုမျက်စောင်းထိုးကြည့်တာပေါ့ဟုတ်ကဲ့မျက်စောင်းထိုးပြီးတော့ကြည့်တတ်တယ်သို့တော့နောက်တစ်ခုရှိသေးတယ်လူချင်းဟာကြည့်တဲ့အခါမှာစိုက်ကြည့်တဲ့အကြည့်မျိုးကလည်းအကောင်းလားလို့ဆိုရင်ကျေးမှုမရှိတဲ့အကြည့်မျိုးလို့ခေါ်စိုက်ကြည့်တိုင်းလည်းတော့မကောင်းမျက်စိစုံခွင့်မပေးတာကိုပြောတာနော် မျက်စိကို တောင်းကပ်ကြည့်တဲ့အကြည့်မျိုးကိုပြောတာဟိုတဲ့တဲ့မကြည့်ရဘူးလို့ဒီလိုဆိုလိုတာမဟုတ်ဘူးသို့တော့စိုက်ပြီးတော့ပြူးကြည့်ရင်လည်းမကောင်းဘူးတဲ့အဲ့ဒါအင်္ဂလိပ်လိုလည်းရှိတယ် to stare at person it is impolite to stare at person လူတယောက်ကို စိုက်ကြည့်တာမရင်ကျေးဘူးနော်စိုက်ပြီးတော့မကြည့်အောင်စိုက်ကြည့်စိုက်ကြည့်တယ်ဆိုရင်သူကြည့်ကြည့်တာမျိုးပေါ့နော် အဲ့ဒါလို့ကြည်တာဟာဒီယဉ်ကျေးမှုမရှိဘူး it is impolite မယဉ်ကျေးဘူးလို့ to stare at the person ဒီလိုဆိုအဲ့တော့အခုဒီမှာပြောတဲ့သဘောကတော့သက္ခုနိသတ္တနာတ္တရာတိဘယ်တော့မှတဲ့တဲ့မကြည့်ဘူးမတဲ့တဲ့လူဆိုတာဒီလိုပဲစောင့်ကြည့်နော်ညဆောင်ထုတ်ကြည့်အဲ့ဒီပုဂ္ဂိုလ်ကကိုယ်အကျိုးစီးပွားလိုလားတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးတဲ့ နံပါတ်၄ကတော့ပฏิလောမင်္စာဝတ္တိဘယ်တော့ပဲဖြစ်ဖြစ်ကိုကတောင်းပြောရင်သူကမြောက်အရှိပြောရင်အနောက်ဆန့်ကျင်ဘက်ကြီးပဲဖြစ်စကားပြောရင်လည်းဆန့်ကျင်ဘက်လုံရင်လည်းပဲသူလုံးတဲ့သူလုံးဆန့်ကျင်ဘက်ဒီလုံးဘယ်တော့မှထောက်ခံပြောကြားလိုက်လျောတာမျိုးမရှိပฏิလောမအပြန်ဘက်ကပဲနေတယ်အနုလောမမဖြစ်ဘူးပฏิလောမအမြဲတမ်းပฏิလောမအတွေးနဲ့ จริงจันจูปุ๊บเอริปุ๊บมีว่าโคจูซีบองดูแลเรปุ๊ฮมหูอเมริกันสังเกตไม่กันดีนั่นแปลงากับมาโรสอาบริกตัดตัประเสริฐโคจูซีบองมันดูแลเด็ดดูเดียวฮะกูเนี่ยไปดูมันได้เลยสิเอริมันได้เลยลูกมาอยู่บ้างมันได้วุ้นสุดเลยลูกอยู่บ้าง အဲ့ဒီမတည့်ဘူးဆိုတဲ့လူကိုရွေးပေါင်းတဲ့လူဒီကိုကြိုးစည်းပေါင်းမလိုလားသူဖြစ်တယ်။နံပါတ်6ကမိတ္တိတ္တနာသေဝတိကိုနဲ့ခင်မီနဲ့ကျွမ်းကျင်ကျွမ်းဝင်တဲ့မိတ်ဆွေတွေကိုကြိုးစည်းပေါင်းလိုလားတဲ့မိတ်ဆွေတွေအဲ့ဒီမိတ်ဆွေတွေကြလို့ရှိရင်သူကဘယ်တော့မှမတည့်ဘူး။ကိုနဲ့ချစ်ကျွမ်းဝင်တဲ့မိတ်ဆွေတွေကြရင်သူကအပေါင်းအသင်းမလုပ်ဘူးတဲ့။ နံပါတ်9ကဝဏ္ဏကာမိနိဝရိတ်ကိုယ့်ရဲ့အကျိုးဂုဏ်တည်းချီကျူးစကားကိုတရားရောကပြောမယ်ဆိုရင်မင်းမသိလို့ပြောတာဒီကောင်ကောင်းတဲ့ကောင်မဟုတ်ဘူးလို့ဒီလိုပြောတာနော်ဂုဏ်တည်းကိုသူကပြောပြီဆိုရင်လက်မခံတားမြစ်တယ်မင်းမသိဘဲနဲ့မပြောပါနဲ့တို့ပါဘူးဝဏ္ဏကာမိနိဝရိတ် ချီးမွမ်းစကားပြောပြီဆိုရင်သူပြောမခံသူရှိမှဆိုရင်ချီးမွမ်းစကားပြောမခံအဲ့ဒီအပြောမခံတဲ့ပုဂ္ဂိုလ်တရားကိုအကျိုးစီးပွားမလိုလားတဲ့ပုဂ္ဂိုလ်တရားနံပါတ်၈ကအကောတန်တိပတန်တတိကိုဆဲပြီဆိုလို့ရှိရင်ဟာဒီကောင်တော်တယ်မြန်မာရ Facebook ကဆဲဆဲဇာတ်တဲ့ဆဲဆဲဆဲတဲ့ကောင်သူသဘောကျကိုဆဲလို့ရှိရင်အပေး အဲ့ဒီလိုပုဂ္ဂိုလ်မျိုးဟာကိုယ်အကျိုးစီးပွားမလိုလားတဲ့ပုဂ္ဂိုလ်ဖြစ်သတ်မှတ်ပါဒီလိုဆိုနံပါတ်9ကြတာဂုံရှင်သတ်တတနာနက္ခတိဂုံရှင်သတ်တတနက္ခတိလူတွေဆိုတာလေးဝက်ချက်ကလေးရှိခုခဲ့တော့တယ်လီဖုန်းတွေရဲမှာ တော့ခတ်သိမ်းတာရှိ security လူတိုင်းကြည့်လို့မရအောင်ရှုပ်ဝဲချက်ဆိုရှိကဘာရဲ့ရှုပ်ဝဲချက်ကြီးကအခုကပေါက်ချားနေ channel တွေပါလေကြည့်ရင်တော့သိမှာပေါ့ပနာမာပေပါဆိုတွေ့နော်ရေစောသောပိုင်းက weekly ဆိုရှုပ်ဝဲချက်တွေပေါက်ချားကောအဲ့တော့ဒီမိတ်ဆွေမဟုတ်တဲ့ပုဂ္ဂိုလ်က ဘာလောက်တတ်တော့ဆိုကိုအမတန်မှရင်းနှီးပြီးကိုအကျိုးစီးပွားကိုလိုလားတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ကိုရဲ့ရှိုးဝဲချက်ကိုပြောတတ်တယ်ဒီပုဂ္ဂိုလ်ဟာသူ့ရဲ့ကိုရဲ့ရှိုးဝဲချက်ကိုဘယ်တော့မှကိုမပြောဘူးသူ့ရဲ့ရှိုးဝဲချက်ကိုကိုဘယ်တော့မှမပြောဘူးအဲ့တော့ရင်းနှီးမှပြောတာအဲ့တော့မရင်းနှီးဘူးဆိုတာကိုရဲ့ယံပြီပဲကိုအကျိုးစီးပွားမလိုလားတဲ့ပုဂ္ဂိုလ် ကိုကျိုးစီးပွားကိုလိုလိုက်ရင်သူ့ရဲ့ရှုပ်ဝက်ချက်တွေကိုပြောမှာဒီလိုဆိုလို့ပါเนาะလူဟာယဉ်နိပြီဆိုလို့ရှင်ပုံပွေလင်းလင်းအားလုံးအတိပေးပြီးပြောကြားထားလို့ရှိတာကိုအဲ့တော့ယဉ်နိမှုမယဉ်နိမှုဆိုတာဘာနဲ့တိုင်းတာလို့ဆိုသူ့ရဲ့ရှုပ်ဝက်ချက်တွေကို ပြောပြီဆိုရင်တော့ဒါယဉ်နိတဲ့လူကိုပြောမှတ်ကိုကျိုးစီးပွားလူလာတယ်လို့တတ္တဂုံရှင်နရုဟတုသူ့ရဲ့ရှုပ်ဝက်ချက် ကိုရှန်သူ့ရဲ့ရှုပ်ဝဲချက်ကိုလည်းဘယ်တော့မှမဖော်ထုတ်ဘူးကမ္မန္တတနဝနေတိလူတယောက်ရဲ့လုံးသမြလုပ်ငန်းတွေဘယ်တော့မှမချီးမွမ်းဘူးတဲ့နံပါတ်7ကဘယ်တော့မှမချီးမွမ်းဘူးသူလုံးသမြကဲ့ရဲ့ရှုပ်ချနေတယ်နံပါတ်7ကျတော့ပညတနပတံသူဘလောက်ပဲတောတော်နော်သူအကြီးချင်းတွေဘလောက်ပဲကောင်းကောင်း ဘယ်တော့မှမချီးမွမ်းဘူးအဲ့ဒီပုဂ္ဂိုလ်ကကိုယ့်ရဲ့မိတ်ဆွေမဟုတ်ဘူးဒီလိုဆိုဘယ်တော့မှမချီးမွမ်းဘူးချီးမွမ်းနေစမ်းမလုပ်ဘူး73ခြားတော့အဘဝေနန္တတိတတအေအဘဝဆိုတာပျက်စီးပြီးဆုံးယုတ်ပြီးຢ່າရူးကြသွားတယ်ပစ္စည်းဥစ္စာတွေဆုံးရှုံးသွားတယ်နော်ခေါင်းသိခါတွေကင်းမဲ့တယ်တစုံတစ်ခု ဆိုရုပ်ပြပြမှုနဲ့ကြုံပြီဆိုရင် तू ကဝမ်းသာຢာရုကြပါရင်ဒီကောင်းຢာရုကြသွားပြီအာဒီကောင်းစီးတဲ့ဥစ္စာတွေဆုံးသွားပြီဒီလိုဆိုရင် तू ကဝမ်းသာတခုမကောင်းတာဖြစ်တာဆိုရင်ဝမ်းသာအဲ့ဒီလိုဝမ်းသာတဲ့ပုဂ္ဂိုလ်ကိုတခုမကောင်းတာဖြစ်လို့ဝမ်းသာတဲ့ပုဂ္ဂိုလ်ကိုအကျိုးစီးပွားမလုပ်လာတဲ့ပုဂ္ဂိုလ်နံပါတ်34ကဘဝေတ္တနတ္ထ ကိုကြီးပွားတိုးတက်လာတယ်။ຢာရုတက်သွားတယ်။စီစဉ်ဥစ္စာတွေတိုးတက်လာတယ်လို့သတင်းကြားရင်ဘယ်တော့မှသူကမကြိုက်ဘူး။ဘာဒီကောင်ခဏပါဒီလိုပဲပြောနော်။ကျင့်နဲ့အားရခြင်းမဖြစ်ဘူးတဲ့။အဲ့ဒါလေဒီကိုယ်ကျိုးစီးပွားကိုမလိုလားတဲ့ပုဂ္ဂိုလ်ရဲ့အခြေအနေတည်းရပဲ။ဟောနံပါတ်35ကြာ အစ္ဆေရံဘောဇနံလတ္တတတ္တနုပိစတိကုတိစာကောင်တော့ခွေစာနေကြအစာမဟုတ်ဘူးအဟောဝဲစာစာဆိုတာတစ်ခါတစ်ခါမှရတဲ့အစာစာမျိုးပေါ့ထူးထူးဆန်းဆန်းအစာအာဟာရမျိုးလေးနိုင်ငံညာကဖြစ်ဖြစ်လက်ဆောင်ရတာပဲဖြစ်ဖြစ်ခီးသွားလို့ရလာတာပဲဖြစ်ဖြစ်တစ်ခါမှမစားဘူးသေးတဲ့ထူးခြားတဲ့အစာအစာလေးတွေတွေ့လာတယ် သူ့ဘယ်တော့မှတတိမရဘူးဟုတ်ပြင်းစအာနာပါနာမိဆိုတာလူတွေရဲ့သဘာဝကိုကစားကောင်းတောက်ဖွဲ့လေးတွေ့ရင်ကိုချစ်ခင်တဲ့ပုဂ္ဂိုလ်တတိရတယ်လို့ဆိုတာဟုတ်သူကအဲ့ဒီမှာတတိမရဘူးဆိုသူဟာကိုကျိုးစီပေါင်းလို့လာတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးတဲ့မဖြစ်နိုင်ဘူးလို့ဆိုနံပါတ်36နောက်ဆုံးအချက်ဘာလို့ဆိုတတောနာနုကံပတိ ဟောတောပိလပိယိတောအဲ့ဒီလိုကိုရထားတဲ့ထဲကလည်းသူလည်းရပါစေသို့မဟုတ်ကိုရထားတာကိုခွဲဝေပေးတာမျိုးသို့မဟုတ်သူကိုရစေခြင်းနဲ့စိတ်ထမျိုးမပေါ်ဘူးဆိုတဲ့ပုဂ္ဂိုလ်တရားဘယ်တော့မှကိုအကျိုးစီးပွားလုပ်လာတယ်ခေါ်ဘူးဒီလိုရှင်သူလည်းရပါစေဆိုစိတ်ထမျိုးရှိကိုရထားတဲ့ အာဟာရမျိုးကိုသူလည်းရပါစေဆိုတဲ့သူ့ပေါ်မှာကျင်နာတဲ့အတွေးနဲ့တွေးတာတခါမှမလုပ်ဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကကိုကျိုးစီးပွားလိုလားတဲ့ပုဂ္ဂိုလ်ဟုတ်ဘူးအလုံးပေါင်းလိုက်တော့36မျိုးအဲ့ဒီ36မျိုးသောအခြေအနေအချက်လက်တွေကိုကြည့်ပြီးလို့ရှိရင်ဒီလူဟာကိုယ့်ရဲ့မိတ်ဆွေမဟုတ်ဘူးကိုရန်သူတော့မဟုတ်ကိုကျိုးစီးပွားကို မလိုလားသူအမိတ္တနာဖြစ်တယ်လို့ ဒီလိုသိပါလို့ဟောတာကြည်ယုံနဲ့လူတယောက်ကိုအကဲခတ်ပြီးအပေါင်းသိနိုင်တဲ့ပုဂ္ဂိုလ်လားငါအကျိုးစီးပွားကိုလိုလားတဲ့ပုဂ္ဂိုလ်လားငါရံလူလားငါမိတ်ဆွေလားဆိုတာဒီလိုသိတိုင်ပါတယ်ဒီစာကဒီလိုဟောကြားတာဖြစ်ဒါကရှန်သူရဲ့အခြေအနေတွေကိုပြောပြတဲ့စကားတွေအလုံး36မြို့ ဣစေတေသောလပ္ပကာရအမိတ္တသမိပဋိဋ္ဌိတာကိုကျိုးစီပွားမလိုလားတဲ့ပုဂ္ဂိုလ်ပေါ်မှာတွေ့ရတဲ့အချက်အလက်36မျိုးခုပြောတဲ့အချက်လက်36မျိုးကိုကိုကျိုးစီပွားကိုမလိုလားတဲ့ဉာဏ်သူတွေမှာတွေ့ရတတ်တဲ့အချက်တွေပဲဖြစ်တယ်ယေဟိအမိတ္တံဇာလေယဒိဋ္ဌဝသုတ္တဝါသဗ္ဗန္တိ စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီအချက်လက်တွေကိုကြည့်ပြီးတော့ဖြစ်စေနားထောင်ပြီးတော့ဖြစ်စေဒီပုဂ္ဂိုလ်ကိုယ့်ရဲ့ကျိုးစီးပွားကိုလိုလားတဲ့မိတ်ဆွေမဟုတ်ဘူးလို့အတိမတ်ပြုပါဟောဒီလိုဆိုအဲ့တော့လောကမှာလူတွေပေါင်းသက်ဆက်ဆံနေကြရတာလူဆိုတာနော်ဟိုအတွင်းစိတ်ဓာတ်နဲ့လောက်ရကူမကြည့်လို့ရှိရင်လူဟာတူတူပဲဖြစ်နေတယ် ဒါကြောင့်လူကောင်းလားလူဆိုးလားဆိုတာလူဆိုးမှဂျိုးပါတာမှမဟုတ်တာဟုတ်ဂျိုးမပါတော့လူဟာလူပဲလေလူအသွင်နဲ့တော့ရှိနေမှာသို့တော့သူ့ရဲ့စိတ်ဓာတ်သူ့ရဲ့လုပ်ရသူ့ရဲ့ပြောဆိုမှုကြီးအကဲခတ်ပြီးတဲ့အခါမှာဒီလူဟာငါအကျိုးစီးပွားကိုလိုလားတဲ့ပုဂ္ဂိုလ်လားဒီလူဟာငါအကျိုးစီးပွားကိုမလိုလားတဲ့ပုဂ္ဂိုလ်လားသိရှိကြရမှာဖြစ်တယ်သိရှိထားတဲ့အတိုင်း ရှောင်တဲ့ပုဂ္ဂိုလ်ရှောင်ရမယ်။ပေါင်းသက်ဆက်ဆံတဲ့ပုဂ္ဂိုလ်ပေါင်းသက်ဆက်ဆံ။လူလောကရောက်လာရင်ပေါင်းသက်ဆက်ဆံမှုကရေးချီဆုံးပဲ။